နေသားသမီးတွေအတွက်ပေါ့နော်ကျွန်တော်တို့ကံကြမ္မာကိုဆက်လက်ပြီးတော့ဖတ်ကြားပေးမှာဖြစ်ပါတယ်။စနေသားသမီးတွေအတွက်ဒီကလမှာမိမိတို့ရဲ့စီးပွားရေးတွေမိမိတို့ရဲ့အလုပ်ကိုင်းတွေအကျန်းစီတွေစိတ်ကူးတွေရွေးချက်တွေအောင်မြင်မဲ့ကံစားတာမျိုးရှိတယ်။အမှန်တကယ်စူးစမ်းပြီးတော့အောင်မြင်မဲ့ကံစားတာမျိုးရှိပါတယ်။ဒါပေမဲ့ဒီကာလတွေမှာတော့ဒါစနေသားသမီးတွေအတွက်ကတော့ပြောချင်တာတော့စိတ်မောလူမောဆိုတဲ့အခြေအနေကိုတော့ဖြတ်သန်းရတာပေါ့နော်စိတ်မောလူမောဒီကတော့ဟိုပင်မန်းတယ်ပင်မန်းပြီးတော့အောင်မြင်မယ် သူကပင်ပန်းခြင်းနဲ့အောင်မြင်ခြင်းနဲ့ဟာတွန်တွဲနေတဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။လှုပ်တဲ့လောက်ကတော့အကျိုးအမြတ်တွေဖြစ်ထွန်းနေတတ်တယ်။လှုပ်တဲ့လောက်ကတော့အောင်မြင်မှုတွေရရှိနေတတ်တယ်။အကျိုးသားခြင်းနဲ့အောင်မြင်ခြင်းဟာဒီနေ့တော်တဲ့မှာသူကဒီအချိန်ကာလတွေတော်တဲ့မှာဆိုရင်တော့စနေသားသမီးတွေအတွက်ဆိုရင်တော့သူကချိန်ဝင်စာကြတာပေါ့နော်။နောက်စနေသားသမီးတွေကိုအကြံဉာဏ်ပေးနေတာတော့ဒီလောက်မှာဘာဖြစ်ခြင်းလဲဖြစ်ခြင်းလို့ရှိရင်စူးစမ်းဖို့ပါပဲ။ သကံရဲ့ဉာဏ်ရဲ့ဝိရိယရဲ့အကြောင်းတရားသုံးပါးထဲမှာကံကိုလည်းအာမကိုနဲ့တဲ့။နောက်ဉာဏ်ကိုလည်းအာမကိုနဲ့။သတိတော်ကြီးကဘာအားကိုရမလဲဆိုရင်ဝိရိယကိုပဲအားကို။ဝိရိယစိုက်ထုတ်ပြီးတော့ကြိုးစားတဲ့။အလုံးမှာယာတုတို့ခြင်းနဲ့မပေါ့နဲ့ပေါ့။ယာတုတို့ဖို့အတွက်စိုက်ထုတ်ပြီးတော့ကြိုးစား။စီဝိုင်းလုပ်ငန်းတွေစတင်ခြင်းနဲ့ကြိုးစား။လက်ရှိတော့နေတဲ့လုပ်ငန်းဆောင်တာတွေမှာအောင်မြင်ခြင်းနဲ့ကြိုးစား။အဲ့တော့ဘာပဲလုပ်လို့ င်ငင်ကြသွားခြင်း ਨੇ အဲဒါပြောနေတာတော့ကိုယ့်ရဲ့လုံနိုင်စမ်းကိုအပြည့်အဝထုတ်ပြီးတော့သုံးဖို့ညွှန်ကြားတဲ့တဲတော်နမိတ်ဖြစ်ပါတယ်အဲတော့ကိုကဘာတွေဖြစ်နေတာလဲစီးပွားရေးတွေဖြစ်နေတာလားလုပ်ငန်းတွေအောင်မြင်နေတာလားနိုင်ငံခြားကိုအမြန်သွားနေတာလားမျိုးစုံပေါ့နော်ဘာပဲဖြစ်ဖြစ်အဲဒီချိန်မှာစူးစမ်းဘယ်လိုစူးစမ်းရမလဲဆိုရင်ကိုယ့်မှာရှိတဲ့ကိုယ်စမ်းကိုယ်စားညာညာအားလုံးကိုထုတ်သုံးပြီးတော့လုံနိုင်တဲ့အရာတွေအားလုံးလုပ်ပြီးတော့စူးစမ်းအထုတ်တင်တယ် ခြင်္ဂလာဖြစ်ပါတယ်အဲ့ဒီလိုစနေသားသမီးတွေကဒီကလာမှာပင်မန်းမဲ့ကံတရားမျိုးတော့ရှိပါတယ်နောက်တော့အခက်ခဲတွေကြတဲ့တရားနေပြီးတော့ယုံထွက်နိုင်တဲ့ကံတရားမျိုးတွေလည်းစနေသားသမီးတွေမှာရှိပါတယ်အဲ့ဒါလည်းဝရိယကြောင့်ပဲလွတ်မြောက်သွားမှာပါဒါကြောင့်အခက်ခဲတွေကနေပြေလည်ခြင်းတွေဆိုရင်လည်းစနေသားသမီးတွေကလွတ်မြောက်အောင်ကြိုးစားတင်တဲ့အောင်မြင်နိုင်တဲ့အချိန်ကာလဖြစ်ပါတယ် နောက်ဆွေမျိုးသားချင်းတွေမှာအလှူအတန်းကိစ္စလေးတွေဆောင်ရွက်ရတတ်တယ်မိသားစုဆွေမျိုးသားချင်းတွေကိုအကြောင်းပြုပြီးတော့အလှူမင်္ဂလာကိစ္စတွေဆောင်ရွက်ပေးရတတ်ပါတယ်ကိုရရန်ခင်တဲ့တငယ်ချင်းတွေနဲ့မမျှော်လင့်မဲ့နဲ့တော့လမ်းခွဲရတာမျိုးတွေကြုံရတတ်ပါတယ်ဒီကတော့စနေသားသမီးတွေငွေချင်းနဲ့ပတ်သက်ရင်ကန္တရာကောင်းပါလေကမ္ဘာလောကဆိုတဲ့နမိတ်ကြတာပါနော်ကမ္ဘာလောကနမိတ်ကကြတော့ကမ္ဘာလောကဆိုတဲ့တေရောနမိတ်ကဘာကိုညွှန်ပြတာလဲဆိုတော့ငွေချေးကိုအကြောင်းပြုပြီးတော့အဲစိတ်ချမ်းသာတော့ပေါ့ ရစရာကြီးတာတွေရပေးစရာကြီးတာတွေပေးနိုင်တယ်။တိုက်ကပ်ပြည့်မယ်အချိန်တို့ပြောမှဆိုရင်ပြောလို့ရတာပေါ့။ဆိုနေတဲ့ပဿနာကိတာနဲ့ပတ်သက်ပြီးတော့ပူပန်တော့ကရောက်နေတယ်ဆိုရင်သူ့အလိုလိုနင်းနေကိုပြေလည်သွားနိုင်တာပေါ့။ငွေကြေးကိုအကြောင်းပြနေတော့စိတ်ချမ်းသာမှာ။နောက်တော့ရက်ဝေးတွေနိုင်ငံခြားအတိုင်းပြည်တွေကနေပြီးတော့ငွေကြေးအကူအညီတွေရတဲ့ငွေကြေးနဲ့ပတ်သက်ရင်စိတ်ချမ်းသာပျော်ရွှင်ရတတ်တာပေါ့။အဲတော့ပဿနာကိတာနဲ့ပတ်သက်ရင်တော်တော်ကြီးကောင်းတယ်လို့တော့ပြောမယ်။နော်။အဲတော့ထီတွေဝင်ထိုးတဲ့နေ ကံဆန်းမဲ့တွေပါကြီးကံဆန်းနေတဲ့အချိန်ကာလတော့ပြောလို့ရပါတယ်။နောက်ကျမ်းမာရေးကျမ်းမာရေးတော့ကံကြမ္မာလည်းပဲနဲ့ကောင်းသောအပြောင်းလဲတွေဖြစ်တယ်ငွေကြေးတွေကျမ်းမာရေးတွေပူနေရတဲ့ကိစ္စတွေပြေလည်သွားနိုင်တယ်။ခံစားနေရတဲ့ယောဂဝိနနာတွေတက်တာပြောက်ကင်းသွားနိုင်တယ်။ကျမ်းမာရေးစွတ်စွတ်ရွားညံ့ရနေပြီးတော့ကျမ်းမာရေးပြန်ပြီးတော့တကြောပြန်ကံကြမ္မာကြောင့်ကျမ်းမာရေးပြန်ကောင်းလာနိုင်တဲ့ကံတာတာမျိုးရှိပါတယ်။ နောက်တစ်ခုကကျွန်တော်တို့အဋိဋ္ဌံကိစ္စတွေအောင်မြင်တတ်တယ်ပြဏာယိကိစ္စမှာဆိုဟာမေနမိတ်ကပေါ့နော်ဟာမေဆိုရတိကရတိကကျတော့တော်တော်လေးကောင်းပါအဲတော့စနေသားသမီးတွေထဲမှာကျွန်တော်တို့အဋိဋ္ဌံဝင်နေတဲ့ကိစ္စတွေအောင်မြင်တတ်တယ်ဘာသာရေးနဲ့ပတ်သက်တဲ့အဋိဋ္ဌံတွေဝင်ပြစ်တာမျိုးတွေလည်းဖြစ်တတ်တယ်မဝင်တာကြာပြီဖြစ်တယ်ဘာသာရေးနဲ့ပတ်သက်တဲ့အဋိဋ္ဌံတွေဒီကာလမှာပြန်ပြီးတော့ဝင်ပြစ်တတ်တယ်မိမိနဲ့ပဋ္ဌာန်းတဲ့တော်ဆက်တဲ့ပုဂ္ဂိုလ်တွေရဲ့ကုညီဆောင်ဆောင်မှုရတတ်တယ် နောက်ချေးနောင်နဲ့ပတ်သက်တဲ့ကံတာတာတဲ့အဲ့တော့ဘာကြောင့်နည်းကြောင့်နည်းကြောင့်အစင်မပြေဖြစ်တတ်ကြောစီးပွားရေးတွေလုပ်ငန်းဆောင်တာတွေဥစားပေးဆောင်ရွက်နေရတတ်တဲ့အတွက်ချစ်သူနဲ့ဝေးကွာနေရတတ်တဲ့ချစ်သူနဲ့အစင်မပြေဖြစ်တတ်တယ်ခန္ဓာကစနေသားသမီးတွေရဲ့ကြက်လာတဲ့နမိတ်မှကြတော့ကိုမကြီးတဲ့အကြောင်းတရားတော်တော်များများကိုဇွဲလုံးလောက်ဝရိယနဲ့ကိုအပတ်ကုတ်စူးစမ်းနေရတယ်ရုံးကန်နေရတယ်ကိုကြောင့်တွေ့နေရတဲ့အခက်အခဲတွေပြေလည်အောင်လည်းတစ်ဖက်ကကြိုးစားနေရတဲ့ကိုအောင်မြင်ခြင်းတဲ့ကိစ္စတွေအောင်မြင်အောင်လည်းပဲ တစ်ဘက်ကနေပြီးတော့စူးစမ်းနေရအဲ့ဒီတွေတစ်ဖက်ကကိုယ်နှလုံးသားရေရနဲ့ပတ်သက်တဲ့ကိစ္စတွေမှာဆိုရင်အခက်အခဲလေးတွေကြုံရတတ်တာပေါ့နော်အဲ့တော့ပြောချင်တာစနေသားသမီးတွေကိုပြောချင်တာတော့ဇွဲလုံးနောက်ဝရိယနဲ့စူးစမ်းအထောက်ပါလို့အကြံဉာဏ်ပေးချင်ပါတယ်စနေသားသမီးတွေအတွက်အကျိုးပေးတဲ့ကံကောင်းတဲ့အကြောင်းလေးတွေကတော့အနဲ့ရောင်နဲ့အဝါရောင်နဲ့ကောင်းပါတယ်နောက် ခုနှစ်အစား9ုံ9စားခုနှစ်ဆုံးစတဲ့နံပါတ်တွေဟာစနေသားသမီးတွေဆိုကံကောင်းတဲ့နံပါတ်တွေဖြစ်ပါတယ်။မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုဓမ္မောက်ကက်လို့ပူဇော်ပြီးတော့ဆုတောင်းလိုက်ပါအញ្ញံခိုက်တည်ပြည့်ရောက်ပြီးတော့ကောင်းကျိုးလူရဆန္ဒရရှိစေမှာဖြစ်ပါတယ်။စနေသားသမီးကျွန်တော်ရဲ့မိတ်ဆွေပေါင်းကိုကြီးချမ်းသာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ။